ဇာတုံးသူရေးရာဦးစီးဌာနနှင့်မြန်မာနိုင်ငံစံစပါအတင်းချုပ်တို့ပူပေါင်းကောင်းထဲဖို့ဆောင်ရွက်လျက်ရှိတဲ့မြန်မာစံစပါအွန်လိုင်းမှာပတ်ပုံတင်ထားရှိတဲ့စံစပါတူလောင်ရုံတွေအနေနဲ့၎င်းတို့ရဲ့ကုံရကုံထုကုံလက်ချမ်းစရင်များအားလဆင်းတရနေ့မှ9ရက်နေ့အတွင်းဖြည့်သွင်းပေးရမှာဖြစ်တယ်လို့သိရပါတယ် ဥပဒေအရတူလောင်ရှုံများတွင်ဆန်ဝင်းအင်အားထက်ပိုတူလောင်ပါကအေးအေးယူမည်ဟုသောကောလန်ဟာလာထွက်ပေါ်နေသည်မှမဟုတ်မှန်ပဲစပားသိ2500နှစ်အထက်ဆန်အိတ်900နှစ်အထက်ဆန်ဝင်းသည့်တူလောင်ရှုံများသာတရားဝင်မပုံတင်ရမှာဖြစ်ပါထိဒီလိုမှပုံတင်ထားပြီးတဲ့တူယုံထွေကတလားတခါရှားထုတ်လက်ချန်စရင်ထွေတင်ပေးကြဖို့လိုအပ်ပြီးလိုင်စင်ရပြီးတူလောင်ရှုံထွေရဲ့အနေနဲ့သက်တမ်းတူစနစ်ဖြင့်ဆက်လက်မှပုံတင်ထားရှိနိုင်တယ်လို့ဆိုပါတယ် 2023ခုနှစ်နိုဝင်ဘာလ3ရက်နေ့မှစတင်ကစံတန်ချိန်25နှစ်အထက်တူလောင်ယုံတို့မဟုတ်စပါအသင်း2500နှစ်အထက်တူလောင်မှုများအားမှတ်ပုံတင်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာမှတ်ပုံတင်ထားရှိတဲ့စံစပါတူလောင်ယုံပိုင်ဆိုင်သူများအားလိုင်းနာဆောင်ရွက်ဖို့ညွှန်ကြားချက်အမှတ်တင်မြင့်ဆောင်2025ထုတ်ပြန်ခြင်းကိစ္စအားတရှိလိုင်းနာဆောင်ရွက်နိုင်ဖို့ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှပညာပေးလုပ်ငန်းတွေဆောင်ရွက်လျက်ရှိတဲ့လို့သိရပါတယ်ရှင်